ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်ဟာနောက်24နာရီအတွင်းရခိုင်ကမ်းရိုးတဲ့နဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့နိုဝင်ဘာ3ရက်နေ့မိုးလဲပိုင်းကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံမြဝကျွန်းပေါ်ကမ်းရိုးတဲ့ဒေသအနီးမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေကြောင်း အဆိုပါလီဖျားနဲ့ရန်ဝန်ဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ရှင်းတဲ့ဆက်ဆက်လေးရဲ့ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကဲရိုးရဲနဲ့ရင်းနဲ့ဆက်ဆက်လေးရဲ့ရှိတဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်ထူတက်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အနည်းငယ်ကနေတိမ်အထင်အထက်ဖြစ်ထွန်းနေရလို့သိရပါတယ်။ အစောပိုင်းဖျားနဲ့ရန်ဝန်အရှိန်ကြောင့်ရန်ကုန်နဲ့ AR တိုင်းတို့မှာဒေသအလိုက်နဲ့ပဲခူးမကွေးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်မူးကြီးနိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားတာဖြစ်ပါတယ်။